ားလုံးပဲမင်လာပါခင်ဗျာ knowledge sharing channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာမိတ်ဆွေတို့ကိုမျှဝေပေးသွားမှာကတော့ဖုန်းအသုံးပြုရတာလေးလံနေပြီးတော့ software ဝင်ထွက်တွေမှာနှိကွင်းနေလို့စိတ်ညစ်နေကြတဲ့သူတွေအတွက်ဖုန်းအသုံးပြုရတာပေါ်ပါသွက်လက်လာအောင်ဘယ်လိုမျိုး setting ချိန်ထားလို့ရမလဲဆိုတဲ့နည်းလမ်းလေးကိုဒီဗီဒီယိုမှာမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ okay ပါမိတ်ဆွေတို့နည်းဒီ setting လေးကိုဖွင့်ပေးထားလိုက်မယ်ဆိုရင်တော့ဖုန်းအသုံးပြုရတာလည်းပေါ်ပါသွက်လက်လာပြီးတော့ software ဝင်ထွက်တွေမှာလည်းမြန်ဆန်လာမှာပဲဖြစ်ပါတယ်ခင်ဗျာ okay ပါဘယ် setting လေးဖြစ်မလဲဆိုတာကျွန်တော်နဲ့တူတူလေ့လာကြည့်လိုက် ကြရအောင်ပထမဆုံးအနေနဲ့ဖုန်းထဲက setting software လေးတဲ့ကိုဝင်ပေးလိုက်ပါ setting ထဲကိုရောက်ပြီဆိုရင်တော့ဒီအပေါ်ကိုဆွဲတင်ပြီးတော့ဒီမှာရှိတဲ့ additional setting တွေကိုထပ်ဝင်ပေးလိုက်ပါခင်ဗျာ okay ပါ additional setting တွေကိုရောက်ပြီဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ accessibility ဆိုတဲ့ setting လေးကိုလိုက်ရှာပေးရမှာပဲဖြစ်ပါတယ်ဆိုတော့ဒီမှာရှိတဲ့ accessibility ဆိုတဲ့ setting လေးတွေကိုထပ်ဝင်ပေးလိုက်ပါခင်ဗျာ Okay ပါ availability setting တွေကိုရောက်ပြီဆိုရင်တော့ဒီပေါ်မှာရှိတဲ့ tabbar တွေကဒုတိယမြောက်မှာရှိတဲ့ vision ဆိုတဲ့ setting တွေကိုထပ်ဝင်ပေးရမှာဖြစ်ပါတယ်။ဆိုတော့မိတ်ဆွေတို့အနေနဲ့ဒီနေရာမှာရှိတဲ့ vision ဆိုတဲ့ setting တွေကိုဝင်ပေးလိုက်ပါ။ Okay ပါ vision ဆိုတဲ့ setting လေးတွေကိုရောက်ပြီဆိုရင်တော့ jaw spring ကိုအပေါ်ကိုဆွဲတင်ပြီးတော့ဒီမှာရှိတဲ့ remove animation ဆိုတဲ့ jaw setting လေးမှာမိတ်ဆွေတို့အနေနဲ့ပိတ်ထားရဲဆိုရင်တော့ဒီနေရာလေးကို ကိုအနေနဲ့ဖွင့်ပေးရမှာပဲဖြစ်ပါတယ်။ဒီ setting လေးကိုပိတ်ထားတဲ့ဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ကျွန်တော်တို့ software ဝင် thread တွေမှာနှိကွေးနေမှာပဲဖြစ်ပါတယ်။ဆိုတော့မိတ်ဆွေတို့ရဲ့ဖုန်းထဲမှာဒီ setting လေးကိုပိတ်ထားတဲ့ဆိုရင်တော့အမြန်ဆုံးပဲဖွင့်ပေးလိုက်ပါ။ဒီလိုမျိုးလေးဖွင့်လိုက်ပြီးဆိုရင်တော့ကိုအနေနဲ့ software ဝင် thread တွေမှာလည်းကျွန်တော်တို့မြန်မြန်ဆန်ဆန်တွတ်တွတ်လတ်လတ်လေးနဲ့ကျွန်တော်ဝင်လို့ရမှာပဲဖြစ်ပါတယ်။ဆိုတော့မိတ်ဆွေတို့အနေနဲ့မိတ်ဆွေတို့ရဲ့ဖုန်းလေးကကျွန်တော်တို့ဖုန်းအသုံးပြုရတာလည်းလေးလံနေပြီးတော့ software ဝင် thread တွေမှာလည်းကျွန်တော်တို့နှိကွေးနေရဆိုရင်တော့ဒီ setting လေးကိုအမြန်ဆုံးဖွင့်ပေးထားဖို့လည်းကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်ခင်ဗျာ။ Okay ပါဒီ DPO လေးနဲ့ပတ်သက်ပြီးတော့နားမလည်တာမရှင်းလင်းတာတွေတွေရှိရင်လည်း DPO လေးရဲ့ comment box မှာဝင်ရောက်မေးမြန်းအကြံပြုနိုင်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ